ဒီခုကျွန်တော်ရောက်နေညာလေးကတော့ဖိုးဆွေဆန်လို့ခေါ်တဲ့အဲဒီကျွန်းလေးပေါ့နော်အဲဒီစီချန်ကျွန်းမှာဆိုလို့ရှိရင်အဲဒါတော့ ီနေ့တော့ဘန်ကောက်ပြည်ရဲ့အနည်းဆုံးကျွန်းတစ်ခုဖြစ်တဲ့ကော့စီချန်ကိုသွားဖြစ်ခဲ့ပါတယ်။ကော့စီချန်ကိုသွားဖို့ကတော့ဘန်ကောက်ကနေတနအီလောက်သွားရုံနဲ့ရောက်နိုင်တဲ့စီရာချာမြို့ကနေတဆင့်ကော့လော်ယ်မှာရှိတဲ့လှေစိတ်ကနေသွားကြရပါတယ်။အလင်းမလို့ရင်တော့ရိုးရိုးတင်းမောစီးသွားနိုင်ပြီးအလင်းလို့ရင်တော့စပီဘုတ်စီးနေနိုင်ကြပါတယ်။အနည်းစီစီရအောင်။ဟုတ်ပါတယ်။ဒီကောက်လိုက်ဘန်ဟာ15နာရီ15နာရီ15နာရီ1 way နဲ့ချက်မယ်။7:00။ဒါပဲကပ်က3000။ ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဒီလိုမျိုးဟိုဟာတင်မောစီးသွားလို့ရတယ်။45မိနစ်ကြာတာပေါ့နော်ကိုယ်စီချိန်ရောက်ဖို့အတွက်ပေါ့။နောက်နောက်တစ်မျိုးကကြာတော့ option တစ်မျိုးကကြာတော့ speed boat စီးပြီးသွားလို့ရတယ်။ speed boat စီးပြီးသွားတယ်ဆိုလို့ရှိရင်တော့ speed boat က1500လောက်ပေးရတယ်။ဆိုတော့ဘက်1500လောက်နဲ့ဆိုရင်လူများလဲဆိုလို့ရှိရင်တော့တတ်ပါတယ်။လူလူနည်းနည်းလေးပဲတယောက်တည်းသွားလာမနည်းယောက်တည်းသွားမယ်ဆိုရင်တော့ဒီရိုးရိုးပုတ်လေးဆိုလို့ရှိရင်တော့ဘက်60ပဲရှိတယ်တယောက်မှာလေ။ ဈေးနှုန်းလေးကအနည်းလေးกว่าတော့กว่าနိုင်တယ်ကွာဘာလို့လဲဆိုတော့အဲဒါကျွန်တော်တို့အခုရောက်တဲ့အချိန်ကကျတော့အောက်တိုဘာနည်းနည်းလိုးစီဇန်ထဲမှာပါနေတုန်းအချိန်လေးဆိုတော့ဟိုလူနည်းနည်းလေးစင်းတော့အပြောင်းလဲလေးဖြစ်သွားဖြစ်နေတယ်တကယ်တမ်း high season မှာလာတဲ့သူပေါ့နော်တော်ကြကျွန်တော်ဒီဈေးပြောတာဒီဈေးကြီးဖြစ်နေတယ်ဖြစ်နေမှာဆိုတော့ဆိုတော့ဒီမှာစီးဖို့ရောက်လာပါပြီလုံရပြီတက်တက်လို့ရပြီဘယ်လိုတက်မှာလဲတက်အချိန်ကိုပေးမယ်ဟိုတက်လာတာကိုပေးရတယ်တက်တော့ ก็เราจะเราอยู่บ่าพวกบ่ยาวหลายเนาะจอยเนี่ยเนี่ยตะเงินจิ้นต้องยาวสุดแล้วจอยเนี่ยเนี่ยแชร์ไลค์ดอติมันตีตาบ่เนาะโอเคอ่าไว้ที่จอยสกีบอลสีแล้วยาวจอยเนาะ ရေရွတ်တင်မစီးသွားရင်45မိနစ်ကြာမဲ့ခီဟာစပီဘုံထဲမှာတော့15မိနစ်တောင်မကြာပဲရောက်သွားနိုင်ခဲ့ပါတယ်။မောင်းနေတဲ့သူတွေကလည်းအဆင်ပြေပြီးရာသီဥတုလည်းကောင်းတာမို့လှိုင်းငင်ငင်နဲ့သွားခွင့်ရခဲ့ပါတယ်။ကုန်တင်တင်မကြီးတွေများစွာကြာသွားရတာဟာလည်းစိတ်လှုပ်ရှားစရာပါပဲ။ကော့စီချန်ကိုလမ်းမြင်နေရပြီးအထင်ရှားဆုံးမြင်ကြရတာကမီးပြလိုက်ပါ မှန်ဖြစ်ဒီမှာဆိုလို့ရှိရင်တော့သူတို့ကဟိုပါပေါ့ကားတွေအများကြီးတုံးခွင့်မပေးဘဲနဲ့အခုလိုမျိုးသွားတဲ့တုတ်တုတ်လေးတွေရှိတယ်နောက်ပြီးလို့ရှိရင်မော်တော်ဆိုင်လေးတွေမော်တော်ဆိုင်ကယ်လေးတွေငှားလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာမော်တော်ဆိုင်ကယ်ငှားပြီးကျုံပတ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေတုတ်တုတ်ငှားပြီးကျုံပတ်တာပဲဖြစ်လို့လို့ရတယ်ကော့စီချန်ဆိုတဲ့ကျူးလေးအကြောင်းကိုလည်းပြောပြခြင်းမှသေးတယ် ဒီဒေသဟာချွန်ဘိုရီနယ်ထဲမှာရှိနေပြီးစီရာချာမြို့ကနေ12ကီလိုမီတာအဝေးမှာတည်ရှိနေပါတယ်။အရင်ချိန်တုန်းကတော့ဒီကျွန်းဟာပင်လယ်ကူးကုန်တင်သင်္ဘောကြီးတွေစိုက်ကပ်ရနေရဖြစ်ခဲ့ပါသေးတယ်။ကျွန်းတစ်ခုလုံးရဲ့အခြေက6.3စတူရန်မိုင်သာရှိပြီးလူဦးရေအားဖြင့်တသောင်းအောက်သာရှိမယ်လို့သိရပါတယ်။ဒီကျွန်းဟာခြာကရီခိရဲ့ဘီယင်၃မှဖြစ်ကြတဲ့ဇရုတ်ထက်ယာမဘီယင်၊ပြင်စမယာမဘီယင်နဲ့ဆက်ထမယာမဘီယင်တို့ရဲ့အနားယူဖို့မကြာခဏလာရောက်လဲပက်လေးရှိတဲ့ကျွန်းလေးဖြစ်ပါတယ်။ ဒီခုကျွန်တော်ရောက်နေညာလေးကတော့ post sui san လို့ခေါ်တဲ့အဲဒီကျွန်းလေးပေါ့နော်အဲဒီစီချန်ကျွန်းမှာဆိုလို့ရှိရင်အကြတော့အကြီးကတော့ဒီဘက်မှာအရင်တော့ဆိုလို့ရှိရင်တော့စိတ်တမ်းမျိုးဖြစ်တာပေါ့နော်ယူရိုပတို့ဘာတို့ကိုသူတို့ကယူရိုပတို့ကိုဒီကုံတွေတဲ့နေရာမှာအကြီးကတင်မောတွေစိုက်ကက်တဲ့နေရာဖြစ်တဲ့အတွက်အရေးပါတဲ့စီဝါရေးချက်ချာစိတ်ကမ်းမျိုးလေးလည်းပြောလို့ရတာနော်ဒါတော့ဒီဟာကျတော့အရင်တော့ဆိုနန်းတော်ပါရှိတယ်ဘယင်ချူလာလောက်ပုံးပေါ့နော်ရာမာငါးဘယင်ရဲ့အဲဒီနန်းရှိရာ မြို့လေဖြစ်တယ်။ဒါဆိုဒီမြို့လေးကကြတော့ဒီဒီဒေတာလေးကကြတော့ခိုင်းမှာဆိုလို့ရှိရင်လူကြီးရဲ့အနည်းဆုံးနဲ့အသေးဆုံးမြို့လေးဆိုစစ်ဖို့လည်းရန်ကောင်းပါတယ်။ဒီချင်းကြီးကျွန်းလေးမှာဘာတွေရှိတယ်ဆိုတာစတာလိုက်ကြကြည့်ပါလား။ပါတော့ဟိုပါဆိုင်ဆိုင်ကယ်ရှိဖို့အတွက်ကိုဆိုင်ကယ်ထားဖို့အတွက်ကိုပြောတာများအားဒါပါလို့ဒီမှာလေဒီကတည်းကလူပါတယ်ထင်တယ်နော်ထင်တယ်လား တော့ဒီဟာလိုကယ်စာလေးစားလို့ရပါတယ်။ညမှာဆိုရင်ဒီမှာစားဆိုးစုခောက်ဆိုးဆိုင်စားကြည့်ပါသားမှာလေအင်းတော့အောင်းမို့လားမမို့လားမရှိဘူးဆော်ရဲ 租了应该在那。嗯，那那便宜。我租了，租了的。 အမကြီးချိန်ပိုင်းလို့ဒီလေစာစားပြီးတာနဲ့တုတ်တုတ်ငားဖို့မင်းမြန်ခဲ့ကြပါတယ်။ဟာ is a 400 baht for one for one car this this for one car not one person. Uh, yeah okay that's good. That's the time at Tulu the, the ferry every hour la ferry six o'clock. You pay money when they bring you back. ဒါဒီမှာဒီမှာဒါအကုန်ပါတယ်လေ။ဒါက600 600ရက်။ ากဒါက၄ရะ What time finish ဟိုတော့၆နာရီအမိပါดีเลยอ๋อာ်ပို့ပ But uh, the last ferry 6 o c l o c o c l o c k you you pay money when they bring you back to o o the valley every hour every one hour but we should go by we fine and he can swim yes can he jump first ကျွန်တော်တို့အခုတုတ်တုတ်စီးတာပေါ့တုတ်တုတ်စီးလို့ရှိရင်တော့ဒီမှာတို့မှာ racket ရှိ guitar ဖြစ်တဲ့အတွက်တစ်ခါကောင်းတာကတော့ဈေးနှုန်းဂျင်းထဲမှာမကြောက်ပါဘူးအဲ့လေးကတော့သဘောကျကြတယ်အားလုံးမှာ racket ဒီရှင်မှာအာ300 400တောင်းမယ်ဆိုလို့ရှိရင်တို့ကအာဘက်တစည်းကိုမှာဘက်400ပဲတနေကုန်သုံးလို့ရမယ်။နောက်တစ်ခါကျတော့600ဆိုလို့ရှိရင်600ဖြစ်သွားတယ်။နောက်အဲ့တက်များပြီးတော့900လောက်ဆိုလို့ရှိရင်တော့1000လောက်ဖြစ်သွားပါတော့။ဆိုတော့မစိုးတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီလိုကြီး။ ထမဆုံးတော့ဒီကျွန်းရဲ့နာမည်အကြီးဆုံးတရုတ်ဘုံကျောင်းကိုသွားခဲ့ကြပါတယ်။ကွန်ရင်မဲတော့ကျောင်းကတော့တောင်အောင်မှာရှိပါတယ်။တောင်ပေါ်မှာတော့နာမည်ကျော်ကျောက်ဖို့ခောက်ရိုင်ကျောင်းတော်ရှိပါတယ်။ တောင်ပေါ်ခြေလင်းလေးလှီကားနဲ့တက်နိုင်တယ်လို့ကျူးဆွေရထားနဲ့လည်းတက်နိုင်ပါသေးတယ်။

ဂူရီထဲမှာစင်တုတော်တွေကိုထည့်သွင်းပူဇော်ထားတာမို့ထူးခြားနေပါလေ Thank you. ျွန်တော်တို့ကစီချမ်းမှာရှိနေတဲ့ကျွန်တော်ကအာ Chinese တပ်ပေါ်မှာဆိုလို့ရှိရင်အခုလိုပဲ Chinese ဖျားတွေပေါ့နော်တရုတ်ဖျားတွေအများကြီးတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းဆုံးခုံးကိုတွေ့ရမှာဖြစ်ပါတယ် ဒီနေရာဟာတရုတ်နှစ်တကူကာလတွေဆိုလူထူးစီကနေတက်ပါတယ်အဲဒီကနေအထွတ်မှာကျွန်တော်တို့ဟာမထင်မှတ်ပဲဗုဒ္ဓခြေတော်ရာရှိရာစီကို တောင်တက်လီကအတိုင်းတက်မိသွားခဲ့ကြပါတယ်ဟိုဒီကဟိုဗုဒ္ဓ foot print တွားတဲ့နေရာပေါ့။ခေက900ရှိတယ်။ဆင့် ပြိုင်နေပါပြီလေကားတစ်ကငားဟရလို့ပြောတယ်အပေါ်မှာဘူးလာချေရတော့ရှိတာပေါ့လေကျွန်တော်တို့တောင်ပေါ်ကို15မိနစ်လောက်အချိန်ပြီးတက်ခဲ့ကြရပါတယ်သူထိတ်ဆုံးတောင်တော့မဟုတ်ဘူးဘယ်လိုလဲဒူရီအောင်ဆောင်ဟုတ်ဟောစလိုင်းတူမတ်ထရိန်စီရာချာနောက်တလီယာကိုခန့်ဆိုလား သူကဟိုအဖြစ်နေတာအဲသူအမရိတ်အစ္စလာမ်နေအများဆုံးနေထိုင်ကြတဲ့ကျွန်းလေးပေါ့ဒီမြို့လေးကကြတော့တပါပေါ့နော်သူကအမ်ကျွန်းမြို့ဖြစ်တဲ့အတွက်ရေကအဝီစီးတွေကထုတ်လို့မရအောင်အဲ့တော့သူတို့ကမိုးရေလောက်ရတယ်မိုးရေကိုကန်နဲ့တည်ပြီးတော့မြောက်တရားနေကိုအိမ်တွေကို join ထားပြီးတော့မိုးရေကိုရေချိုဖြစ်တုံကြတာပေါ့ တကယ်ဒီဗုဒ္ဓ footprint ကိုကကျွန်တော်တို့ဒီအပြင်မှာစိုက်ကင်းတက်တက်လာလို့ရတယ်လမ်းရှင်ကျွန်တော်တို့ကမသိပဲနဲ့ခုန Chinese temple ကနေပဲခြေချင်းတက်လာလိုက်တော့လူကတော့တော်တော်ပြိုင်သွားတာပေါ့နော် အခုတခါတော့ကျွန်တော်တို့ကဒီကျွန်းတစ်ခုလုံရင်အလှဆုံး sunset point view point ပေါ့နော်ဆိုတော့အဲ့ညလေးရောက်နေတာပါ sunset view point ဆိုတဲ့အတိုင်းညနေဆိုရင်တော့ပိုလှမှာပါဒါပေမဲ့ကျွန်တော်တို့အခုရောက်တဲ့အချိန်ကတော့နေခင်းတနာရီဖြစ်နေတယ်ဒါပေမဲ့တနာရီဆိုပေမဲ့လည်းကျွန်းရတီဥတုအားမှာမှောင်မဲနေတော့တနာရီလည်းမတူပဲနဲ့နည်းနည်းညွညွမိုင်းမိုင်းလေးဖြစ်နေတာပေါ့နော်ဆိုတော့ရှုခင်းကတော့အခုဒီတိုင်းမြားတဲ့အတိုင်းကိုတော်တော်လှနေတယ် တော်တော်များများကတော့ဒီညလာလို့ရှိရင်ငားလာများကြတယ်အလိုပေါ့နော်အစုံပဲအပန်းဖြေနေကြတယ်ဓာတ်ပုံလာရကြတယ်ဒီဘက်ကြည့်လိုက်သူကဘာလီကပုံစံမျိုးလေးမြင်ရတယ် ုံးတော့ကျွန်တော်တို့ပြင်စမရာမပြင်တိဆောက်ခဲ့တဲ့နေရာဒီစံတန်းတော်ကိုရောက်ချိန်မှာတော့မိုးရီသေးသေးမဲမဲရွာချလာပါတယ်။ဒီကျွန်းမှာပြင်စမရာမပြင်ရဲ့သားတော်ချူထာထွတ်ကိုလည်းမွေးဖွားခဲ့တာမို့လို့ဒီနန်းတော်ကို ဖရာချူထာထွတ်ဖဲလီစ်လို့လည်းခေါ်ကြပါသေးတယ်။ အခုရောက်နေတဲ့နေရာလေးကကြတော့သူကဟောပါတော့ကိုယ်စီချမ်းမှာဆိုလို့ရှိရင်အာဘီဂင်ချူလာလွန်ကောင်းရဲ့ရာမာ9ဘီဂင်ချူလာရောကွင်းရဲ့အနေအိမ်ဆက်အိမ်ပေါ့နော်ဆိုနန်းတော်ပေါ့ဆိုချိုးရနေရာဒီနန်းတော်လို့ပြောတယ်သူရဲ့ရှိတဲ့နေရာဒီနေရာတော့သူကအင်္ဂါနေ့ဖြစ်နေတာပေါ့ဆိုတော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်တပတ်မှတနင်္လာအင်္ဂါဆိုလို့ရှိရင်သူကပြတဲ့ပေးရဖြစ်တက်မှတ်တော့ကျွန်တော်တို့အထဲဘက်ဒီနေအိမ်ဆိုင်ပြတဲ့ကိုတော့ဝင်လို့မရအောင်ဒါပေမဲ့ဒီ compound လေးတွေပေါ့နော်သူရဲ့နေအိမ်ခြံဝင်းတဲ့ရဲ့နော် ဒီကန်းကြီးမှာထုတ်ထားတဲ့နေရာလေးတွေပေါ့ဒါတွေအားလုံးစိတ်ခံလေးနေရာလေးအကုန်လုံးတော့လေလို့ရတယ်ဆိုတော့ဒီနေ့ကတော့ကျွန်တော်အထည်သေးလေခွင့်မရဘဲနဲ့အပြင်မှာပဲလေရတော့တာပေါ့1893ခုနှစ်နောက်ပိုင်းမှာတော့ထိုင်းနဲ့လာအိုပြည်ပခအကာလအတွင်းဒီကျွန်းမှာပြင်သစ်တွေနေထိုင်ခဲ့ကြပါသေးတယ်။ Kot Sichan ကျွန်းကို Dash ကျွန်းတွေလို့လည်းနောက်ပိုင်းမှာခေါ်ဆိုခဲ့ကြသေးတယ်လို့ Amsterdam အဖြစ်ခိုင်းနိုင်ခဲ့ကြပါသေးတယ်။ 19ရာစုတွေမှာ Dash East India Company ရဲ့တင်မောတွေအများပြားဝင်ရောက်လည်ပတ်ခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ကျွန်းရဲ့ရာသီဥတုကတော့တစ်နှစ်ပတ်လုံးပူနွေးနေတတ်ပေမဲ့မေလကနေအောက်တိုဘာလအထွန်းမှာတော့မိုးကြီးတတ်ပါတယ်။တော်သေးရာသီဥတုလေးပြန်ตายရသွားလို့ပေါ့เนาะဆိုတော့ဒီခုကကြတော့ကျွန်တော်တို့အာဒီဒီမှာရှိတဲ့ KV နှစ်ခုရှိတာပေါ့เนาะဆိုတော့ဓပုံရဲလို့လှတဲ့ sport တွေပါပဲအဓိကကတော့အဲ့ဒါလေးတောင်းရမယ်နောက်ပြီးလို့ရှိရင်နောက် beach လေးတစ်ခုလည်းရှိတယ် အာအဲ့ညာလေးတွေကိုနည်းနည်းပေါ်ပါဆက်ဆက်ဆူဆူသွားကြည့်ကြတာပေါ့။ဟုတ်တယ်ဟုတ်တယ်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 ။နော်မူရီရွာသားရနေနေလေးတော့ချော်တယ်တတိထားမင်းတတိထားရတယ်ဟုတ်တယ်ဆွေးနေလောက်လေးတတိထားကြပါဟုတ်တယ်ဟုတ်တယ် ။မာဂျီဟိုနားမှာတော့ကျိုးနေရရှိတယ်။ဒါချွတ်ချွတ်နေနေဆိုတော့ချောမှာကွာ။နင်းမယ်ဆိုရင်ငါပဲနဲ့နင်းအောင်ဒီနားကွန်ကရစ်ထင်းနေ။ကွန်ကရစ်ထင်းနေလို့ပေါ့။အကြည့်မကြည့်တွေ့လား။အဲ့လိုမျိုးကျိုးကြရဲမဝေးနေနော်။အေးပြီအဲ့မလေးကြည့်တာငါတွေ့လားချောတော့မှတွေ့လားအဲ့လိုမျိုးခုနကမှချောနေရမှတွေ့တာဟုတ်ပါဘူးကွာတော့ကြာကြောတာမှမဟုတ်ဘူး တော့ဒီမှာဆင်းရအောင်ပါဟာဆင်းရမှာပေါ်တယ်ဟိကွက်ကြည့်ဒီဟာလေဒီလိုတွေသွားရမှာပေါ့အမတတိဓာရေဆရာတို့ဒီညာလေးကိုရိုက်ကြတာဒီညာလေးကကြတော့တော်တော်လေးလှတယ်ကွာ ရန်လာနေတဲ့ဒီညာလေးပါဒီညာလေးဒီဘူးကလာလာတာနေတော့ခက်တာပါတော့ဒါပေမဲ့ပြောဖို့ကောင်းပါတယ်ဟမ်ဖိုက်တယ် ဘူးရဲ့အတွင်းဘက် channel မှာလဲသူအနောက်ထက်ဟိုဟာလေးရှိတယ်ဖျားပုံတော်ကြီးလားအော်တက်တဲ့ຫນွေကျိုးလေးရမိုက်တယ်နော်ຫນွေကျိုးလေးတော်တော်လားဒါလေးကနောက်ထပ် gift တစ်ခုသွားကြမယ်။ဒီမှာ gift ဆိုလို့ရှိရင်ဒီဘက်လေး။သူ့လက်တိုင်းပဲထုံးစံတိုင်းပေါ့နော်။ကျွန်တော်တို့တွေကမိုးရင်းသွားတာဆိုတော့လေချောမှကြောက်ရတယ်။ဒီ တချို့ဟာလေးကတစ်သားလေးကဆွေးနေကျိုးနေရလေးရှိတယ်။တတိထားဟိုဒီထဲမှာဟုတ်လား။မရှိရတော့အဲ့လိုပဲ tip ပဲ Oh my god. That is the craziest one. တော့ဒီဘက်ကနေဆိုလို့ရှိရင်တော့ရေအောက်မှာညင်ရတယ်ရောရေကန်သားသွားပြီးတပ်ပုံရဲလို့ရတယ်ကွာဒီညလေးဆိုလို့ရှိရင်ခဏနောက်တစ်ခုဒီနောက်တစ်ခုအော်ပါလေဒီရဒီဝိုင်းတကယ်ဆက်ဒီအပေါ်ကနေရရမှာဆိုတော့ဒီလိုပါဆိုတော့ဓာတ်ပုံကတော့ဒီနားမှာဒီနားမှာရက်ပြီးရက် ပါ။ဟောမင်းကโอเค။ဆိုဒီလိုဒီရဲ့ကျိုးစားရတယ်။1 2 3 1 2 3 နားဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြောက်ဆောင်ကြောက်တန်းလေးရှိတာပေါ့နော်ဆိုတော့အဲ့လူတွေလာဒီနားမှာအပန်းပြတပုံလေးပါလေးရိုက်ပေါ့နော်တကယ်အခုကရာသူတူလေးနည်းနည်းတာရတော့တော်သေးတယ်ကျွန်တော်ကလည်းငိုးကုံခါးကြီးလေးတဲတဲ့အချိန်လေးလာတဲ့လူဖြစ်သွားတာဘိုးတွေရွာတဲ့အချိန်လေးလာတဲ့ပါအခါဖြစ်သွားတော့ဟမ်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 တော့ဆားလိုက်တယ်။တပိမင်းကဒီနေ့အတွက်လေပက်တဲ့နောက်ဆုံးနေရာကတော့ထံဖန်ကန်းကြီးပဲဖြစ်ပါတယ်။ အများပြည်သူအတွက်ဖွင့်ပေးထားတာဖြစ်ပြီးလွတ်လွတ်လပ်လပ်ထိုင်နိုင်စားသောက်နိုင်ရေကူးနိုင်ကြပါတယ်။ ဒါလေးကတော့ကျွန်တော်တို့နောက်ဆုံးလေရဲ့နေရာလေးဖြစ်သွားတာပေါ့ဒီမှာဒီ beach မှာကျတော့တကယ်ကဒီ beach ကအသေးတောင်တော့ရှိတယ်တဲတောင်ရှိပေမဲ့ဒီနေ့ကတော့ရေတက်တဲ့နေ့လည်းဖြစ်သွားတယ်မိုးလည်းရွာတယ်ဆိုတော့ရေကဒီဒီဘက်ထိတောင်စိုင်းထိတောင်ကပ်ပြီးတော့ရှိနေတာပေါ့ဆိုတော့အနောက်မှာအခုကဒီလာချိုးတဲ့လူတွေကလည်းချိုးမရမကချိုးကြတဲ့သဘောဖြစ်နေတာပေါ့တော့သူတို့နည်းနည်းလေးရရတယ်လို့လေးချိုးကြတယ် အဲကျွန်တော်ရဲ့ကိုစီချန်အဒီဂျွန်ခီးစင်လေးကကြတော့ဒီအခုလို့ နေဝင်ချိန်ပြန်ကနီးမှပဲရာသီဥတုလေးပြန်သားရာသွားရတယ်ပေါ့နော်ဆိုတော့သွားစီရနေရာကတော့ဒီမှာဆိုလို့ရှိရင်6ခု9ခု10ခုလောက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာတော့6ခုလောက်ပဲသွားနိုင်တယ်မဲ6ခုမှမှတချို့နေရာလေးတွေဆိုလို့ရှိရင်ပိတ်ရက်နဲ့ကြုံသွားရဲဆိုတော့အဆင်မပြေရလေးတော့ရှိတာပေါ့နော်ဒါပေမဲ့အာကိုချန်ကတကယ်လို့များချုံမူဒီဘက်ပေါ့နော်ပတ္တိယဖြစ်စေအဲဒါမှမဟုတ်ကျွန်တော်သွားတဲ့ဒီစီရာချာဒေတာကိုဖြစ်စေပေါ့နော်ရောက်တယ်ဆိုလို့ရှိရင်ဒီဘက် ကိုကျုံလေးခဏလေးကူးလိုက်အောင်လေရောက်နိုင်တယ်တော့ရိုးရိုးနဲ့သွားတယ်ဆိုရင်တော့45မိနစ်လောက်ကြာနိုင်တယ်ရိုးရိုးဖလီနဲ့သွားတယ်ဆိုရင်တော့45မိနစ်လောက်ကြာနိုင်တယ်တကယ်လို့ speed boat နဲ့သွားတယ်ဆိုလို့ရှိရင်တော့10မိနစ်လောက်တော့ရောက်နိုင်တာပေါ့လေကျတော့လာဖို့တော့ထိုက်တယ်ကျွန်တော်ကတော့ဒီရဲ့ဟို nature ပုံစံလေးတွေတော်တော်လေးသဘောကျတာဟိုကျုံပုံစံလေးလည်းဖြစ်တယ်လူတွေကရိုးရိုးရှင်းရှင်းလေးပဲအဲဒါကြောင့် recommend လုပ်ပါတယ်လာသိကြပါတယ် တော့နှုတ်ဆက်ရပါပြီကိုစီဆန်လေးကိုညာကြတော့ကျွန်တော်တို့အပြန်ကိုတော့ရိုးရိုး public ဖြေးနေပဲသွားမယ်ပေါ့နော်ဆိုတော့တွားတော့45မိနစ်လောက်ကြာပဲတနားညစည်းလောက်ထွက်တယ်ဆိုအခုဆိုလို့ရှင်9နာရီစီကိုကျွန်တော်တို့စောင့်တာပေါ့9နာရီပြီးလို့ရှင်6နာရီစီကနောက်ဆုံးပဲအပြင်တော့ပြီးပြီဆိုတော့ဒါတော့ live house ပဲ live house ကတော့ဒီပုံစံလေးကဒီ Chinese temple ပုံစံလေးလောက်စောက်ထားတယ်ဖြစ်စရာလေး ကျူတင်မပြင်ဆင်ထားပဲစီရာချာမျိုးကိုအလေသွိုင်းရောက်ခဲ့တဲ့ဒီကော့စီချန်းကျွန်းဟာကျွန်တော်ထင်မှတ်မထားလောက်အောင်ဆွေးဆောင်မှုရှိလို့နေပါတယ်။တောင်တန်းတွေလည်းရှိပြီးတောင်မြင့်ကနေဆိုရာသီဥတုကောင်းရင်ဘန်ကောက်နဲ့ဟွာဟင်းတို့ကိုပါလှမ်းမြင်ရတဲ့ကျွန်းပါ။ခီးသွားတွေကတော့နေချင်းပြန်ဖြစ်ဖြစ်တညကြီးဖြစ်ဖြစ်လာရောက်လဲပတ်တကြပါတယ်။အနီးဝန်းကျင်မှာလည်းအခြားကျွန်း၈ကျွန်းခန့်ရှိနေသေးပြီးအချိန်ရရင်လဲပတ်နိုင်ပါသေးတယ်။ စီလာချာမျိုးကိုဝင်ထွက်နေကြတဲ့ပင်လယ်ကူးကုန်တင်သင်းမောကြီးတွေကိုဖျက်ကျော်ပြီးသွားလာရတဲ့ဒီကျွန်းဟာဗန်ကောက်နဲ့နီးစုံကျွန်းတစ်ခုဖြစ်တာမို့လေပတ်နိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သိမ်း like and share လုပ်ပြီးအားပေးခဲ့ပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တီးရ the traveler ပါ။